မယူသွားကြငငယ်ရအားပေးကြရအားပေးကြရဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ချစ်နေမှာပါရှုံးနေလဲချစ်နေပါပါ မနိုင်လဲချစ်နေပါတော့တက်လို့ရှုံးလဲမယူအားပေးနေပါပါအာဒါတော့ငငယ်လေးရပေါ့ထုံးစံပါပဲ။ तू तू အခွေထွက်တိုင်းမိဆက်နေအခွေထွက်တိုင်း तू ကလည်းလာတယ်။ तू ခွေထွက်တိုင်းမိဆက်နေလည်းလာတယ်။မိဆက်ရောတကယ်တကယ်ချင်းတကယ်အေးရေချစ်ဆုံးတကယ်ချင်းနေဆိုတော့ကိုတကယ်ချင်းအကျိုးသားအထောက်အမှုကိုလာရောက် အပေးနဲ့အဖြစ်ပေးတာဖြစ်ပါတယ်ဟုတ်ရန်အားကြပါတယ်အားကြပါတယ်ဒီကိုရသူ plan ထားကြပြီ2019ရရပါဘောเนาะအခုမှထွက်လာတာဘောเนาะအဲဟိုဟာမစ္စတန်ဒီလည်းအပန်းတိုင်းမျိုးဈာရဲမှာအဲ့လို full urban လုပ်နေတာတော့ကြပြီ2023လေးအထွက်ဖို့အာလုတ်ထားတာဒါပေမဲ့အာအဲ့လိုမျိုးပြောရမယ်လူကဈာရဲမှာအဲ့လိုလုတ်လိုက်မလုတ်လိုက်အဲ့လိုမျိုးဖြစ်နေတာပေါ့အရှိန်မရှိဘူးဖြစ်နေတာပေါ့နော်သူဒီလိုမျိုးထွက်လာတွေ့တော့တကယ်ကိုအားကြမိပါတယ်မစ္စတန်ရဲ့ album လည်းဒီနှစ်ကောင်ကြာရင်အဆုံးသက်မှာပါဟုတ်ဟုတ်ခွေထွက်တာအတွက်ကောခလေးလေးအတွက်ကောအဲ ဲ congratulations ပါค่ะဟုတ်ပြောပါတယ်ဒီတငယ်ချင်းတစ်ချင်ကအာသူရေးထားတဲ့တစ်ချင်ပေါ့နော်မစ္စနီကတော့ rap တွေဝင် rap ပဲဝင်ရေးထားတာပေါ့အဲ့တစ်ချင်ဆိုလဲတငယ်ချင်းတွေအတွက်အမှတ်တရဖြစ်အောင်ဟိုလူဆိုတာဘယ်ချိန်မှမဖြစ်မှမသိကြအောင်လေအခုတော့အာအခုဆိုရင်လောကကြီးအရင်တရားပြတဲ့ကာလကြီးရောက်ရှိနေတဲ့အခါကျတော့ တကယ်ချင်းတွေပဲချိန်မှာဘလို့ကွဲကွာမလဲဘလို့နေထားနဲ့ရှိကြမလဲမသိတော့စုံနေစေတွင်းမှာတချင်းလေးအမှတ်တရဖတ်သိွားမယ်ဆိုပြီးတော့မစ္စတာတို့ဒါအာ तू อ่ะ तू อ่ะတစေစပြီးတော့ဥဆောင်ပြီးတော့မစ္စတာတို့ဖန်နီးပြစ်ခဲ့ရပါအဲ့တော့ဒီတကယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့လဲမစ္စတာတို့တကယ်ချင်းတွေအပေါင်းပြီးတော့လဲအခွေတစ်ခွေလုပ်ဖို့လဲရှိပါတယ်ဟုတ်ကဲ့ဟုတ် ဟုတ်ဒါတော့ဘယ်လိုပြောရမလဲသူ့ဝါသနာနဲ့သူ့ရဲ့အလုံးနဲ့သူထပ်ထူရမ်းကြသွားတယ်ဟာပေါ့နော်ဟိုသူဆိုလဲငငယ်တွေကဒီလောက်ကိုယူယူတွတ်တွတ်နဲ့လောက်ခဲ့ရဲ့လူဆိုတော့ဟိုတချင်းမဆိုရရင်တချင်းမလောက်ရရင်တချင်းမရရင်အဲ့လိုမနေနိုင်ဘူးအဲ့လိုလှုပ်ချင်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးတရားဖြစ်တဲ့အတွက်ဟိုသူကတော့ခလေးပဲမမွေခလေးပဲတရားဝယ်ရသူကတလုံးအဲ့လိုမျိုးလုံနေမဲ့ချင်တယ်ခါကျသူကလို့အေးအေးဆေးမနားနေဘူးအဲ့လိုအဲ့လိုနားနေရတော့သူကပြင်းတတ်တယ်အဲ့လိုမျိုးအဲ့လိုနားနေရတော့သူမကြိုက်ဘူးသူကလို့အလုံးလောက်ရမှပျော်တယ်တချင်းလောက်ရမှသူကပျော်တယ်ဆိုတော့ ဟုတ်သူ့လောက်ကမစ္ဆန်တွေမလုံးတာသူ့လောက်လည်း strong မဖြစ်ဘူးမစ္ဆန်တွေကအဲသူ့ထက်ဆိုင်ပို့ပြီးတော့အဲခလေးဆန်တယ်မစ္ဆန်တွေကရဲ strong မဖြစ်ဘူးပေါ့နော်ဟိုဟာအဲမစ္ဆန်တွေကကြာနေနေဘယ်လိုပြောမလဲအဲ့လိုကိုကလိုနည်းနည်းမျောလွင့်တဲ့လူမျိုးပေါ့မျောလွင့်တယ်အလုံးမဟုတ်လောက်တာမဟုတ်လောက်တယ်ဒါပေမဲ့သူကပို့လောက်နိုင်တယ်မစ္ဆန်တွေကတော့အဲ့လိုမျိုးတစ်ခါလေကြာမစ္ဆန်တွေအတွက်အဲအဲ့လိုမျိုးအချိန်လေးတစ်ခုလိုအပ်တယ်ပေါ့နော်တခြားဟာတွေနဲ့အာရုံရမ်းတော့လာရင်မစ္ဆန်တွေကဒီတချင်းနဲ့ပတ်သက်ရင်တိုက်ပြီးတော့သူ့လောက်မလောက်နိုင်သူကအမြဲတမ်းလောက်နိုင်တယ်မစ္ဆန်တွေကကြာအာရုံတော့ ောက်ဆိုင်ပေါ်လာရင်တိတ်ပြောအာယောကမရတော့တာမျိုးရှိတယ်။ तू ကတော့အမြဲတမ်းဒီလောက်ကိုပဲအရန်ဟောလို့ပြောအသွေးသားရဲ့က तू ကအမြဲတမ်းစလောက်တာပေါ့နော်။မစ္စတီထက်မစ္စတီစလောက်တာက तू ကအများကြီးစလောက်နေမစ္စတီတို့ကပုံစံချင်းမတူဘူးပေါ့။ဟုတ်ဟုတ်။အဲအမှန်တိုင်းပြောရင်မစ္စတီကခလေးဆန်နေပေါ့နော်။အမားကလည်းတူမှာပါ။ယင်းတွေကပုံစံဒီပုံစံပဲအသက်သာအသက်သာကြီးလာကိုယ်ကမေ့တာ။အဲ့လိုမျိုးဆိုတော့ဟိုပါဘာလို့ပြောမလဲ။ အားတော့ကြားရတာပဲအဲ့လိုမျိုးကြောက်လဲကြောက်တယ်ကြောက်လဲကြောက်တယ်ဆိုတာဟိုဘောတာဝန်တစ်ခုပေါ့နော်ခလေးဆိုတာကြောက်ကိုကဟိုဘာမှဖြစ်လာတဲ့အရာလေးကိုဘဝတယ်ဟိုသူ့ကိုဖန်တီးပြီးတော့ဖန်တီးပြီးတော့ခေါ်လာတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုကိုတိုင်းတော့မရင်ကျက်တဲ့အချိန်အာမစနီမာလည်းမစိုက်လှုပ်ချင်တဲ့ဟာရအများကြီးရှိသေးတယ်။မြေကျက်သေးတဲ့အချိန်ခလေးဆန်သေးတဲ့အချိန်အမှန်တမ်းပြောယောက်ျားယူလာတော့မှအခုချိန်ထိအသားအသက်မကျသေးဘူး။အမှန်တမ်းပြောသုံးနှစ်တောင်ကျော်သွားတယ်ဒါပေမဲ့ အာတဖြည်းဖြည်းတော့ကြလာပြီအဲ့ဟာကြီးကိုအဲ့လိုမျိုးအဲ့တော့အချိန်လေးယူချင်သေးရပါတော့အားတော့ကြပါတယ်ဒါပေမဲ့အာမစ္စန်နီရဲ့အာဘလို့မစ္စန်နီရဲ့တောင်လူကြောင်ကြောင်ကမတူဘူးပေါ့တော့မစ္စန်နီကကြောင်အဲ့လိုပေါ့မပါနဲ့အဲ့လိုမျိုးခလေးနဲ့ဆန်နေသေးရောအဲ့လိုမျိုးခလေးတယောက်ကိုလို့ခေါ်လာဖို့အတွက်မစ္စန်နီမှာတောင်းဝင်ယူနိုင်တယ်အဲ့လိုခွန်အားရေအဲ့လိုစိတ်တွေမရှိသေးဘူးလို့ကိုကိုကိုထင်တယ်ပေါ့အာအရင်တည်းကအဲ့လိုမျိုးပဲမစ္စန်ရုံးတယောက်ကဘလို့ပြောမလဲ အာရီစားဘွားတတန်အရန်တိုးတယ်ဆယ်လရဲနဲ့ရှူတာကွာအဲ့လိုမျိုးဆိုတော့အခုချိန်မှာနှစ်ယောက်က morning တီဆောက်ပြီးတော့ဟိုတယောက်ကြောင်တယောက်ကအရန်တည်နေကြပြီဆိုပေမဲ့လည်းဒီထက်ပိုပြီးတော့အာဘယ်လိုပြောမလဲဟိုဒီထက်ပိုပြီးတော့နိနိကကနှစ်ယောက်တည်းလို့ခကြီးရေးသွားခြင်းတည်းရယ်ဟိုအိမ်မက်တွေကိုညဝေရင်းနဲ့အဲ့လိုဖြတ်တန်းခြင်းတည်းရယ်ပေါ့တော့သူကလည်းဘာမှမပြောနှစ်ဖက်သုံးမိပါတယ်ကလည်းဘာမှဆက်ရို pressure မပေးဘူးဘာဖြစ်ဆိုအစရေကမဆက်နေရမယူခင်လည်းကဒီဟာတွေကကြိုးပြီးတော့ဆက်ရို discuss လုပ်ထားမိတာပေါ့နော်ဟုတ်ကဲ့ အာ तू อ่ะမစ္စန်နီမျိုးသားဒီ sport တွေကိုကြိုက်တယ်အာမစ္စန်နီကလည်းအဲ့လို sport တွေကိုပွဲမှာသွားကြည့်ရတာပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဟိုကြည့်ဖြစ်တယ်ဆိုပေမဲ့ပွဲမှာသွားကြည့်ရတဲ့ feeling ကိုပို့ကြိုက်တယ်သူ့လောက်တော့ sport ကိုအရင်မယူသင့်ဘူးအာဒါပေမဲ့အဲ့လိုမျိုးနှစ်ယောက်အာကြောင်းရင်ကြောင်းသလိုပေါ့နော်ချစ်တကားကြောင်းရင်ကြောင်းသလိုအမြဲအာကြောင်းရင်ကြောင်းသလိုသွားကြည့်ဖြစ်တာပေါ့အာသူကပုံချက်တောင်လို့တန်းနစ်ဆိုပေါ်ဝါနာပါတယ်ဘောလုံးထက်ဆိုင် formula 1လို့ချက်တောင်လို့တန်းနစ်ဆိုပေါ်ဝါနာပါတယ်ဟုတ် မယူပါကြငငယ်ရအားပေးကြရအားပေးကြရဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ချစ်နေပါပါရှုံးနေလဲချစ်နေပါပါမနိုင်လဲချစ်နေပါတက်လုံးရှုံးလဲမယူအားပေးနေပါပါအဲ့မကြည့်ပြုတ်တာမနေ့မိုးလင်းတော်ယောက်ျားပြောဘေဘီရဲ့မဲယူရှုံးသွားရည်မြမကိုသမမြမမြမဘော်လုံးသမကိုသွေးသွားဆိုဟာဆိုပြီးတော့မြမတို့လည်းရန်ဝန်းတာပါတယ်အာမဲယူတို့ကတော့လည်းဘလို့ပြောမဲယူရေလို့ပဲပြောချင်ပါတယ်မဲယူရေပါလုံးနေရလဲပေါ့အဲ့မြမပြရတော်ရတဲ့အတွက်ရန်ဝန်းတာပါတယ်ဟုတ်ကဲ့ဟုတ် အရန်ပေါ့အရန်ပေါ့အရန်စိတ်ရှိပါတယ်ဟိုကိုကအဲ့လိုမျိုးအဲ့လိုမျိုးပြောမလဲသူတို့ကလည်းဟိုသူတို့လည်းအကောင်းဆုံးစူးစမ်းနေရပဲပေါ့နော်ကိုလည်းတော့ဝင်ကြလို့လည်းမရတော့အဲ့ဘယ်လိုလဲသူတို့ချစ်နေအောင်ပဲဝေးရနေချစ်နေအောင်ပဲပေါ့အဲ့လိုပဲဟောအဲ့လိုမဲယူတစ်ခုရှုံးသွားရင်မဲယူတစ်ခုဖြစ်ပြီဆိုရင် Facebook ကလေးတိုက်တယ်ကွာအရန်လေးတိုက်တယ်အဲ့လေးကိုမခံနိုင်ရောအော်ဆရပါ အဲ့လိုပဲမိဆက်ညာမဲရောမထိနဲ့တော့ဟုံးရင်နဲ့ခဏခဏရေးတယ်အဲ့ကြောင့်ရိုင်းမဲရေးတာဟိုဟာစရပါဘောနော်အဲ့လိုတကယ်ချင်းတွေမှာအာဆနာအပေးရဲ့လူတွေရှိရယ်လီဗာပူးအဖန်တွေအဲ့လိုတကယ်ချင်းတွေအများကြီးရှိရယ်အားလုံးကိုကြောက်ကြောက်စကြပါဟုတ်ဟုတ်အဲ့သူကမဖြစ်ဘူးသူကဘယ်မှမငြင်းဘူးသူကမိဆက်မငြင်းရဲဘူးကြောက်တယ်အာအဲ့လိုပဲကြောက်ချောက်တာအော်ချင်းနေရပါခလေးလေးကဖြူခွေးလေးအဲ့လိုမျိုးသူ့အဖေနဲ့ပို့တူရယ်ပေါ့နော်သူ့အဖေရဲ့အန်တီနဲ့လည်းတူရယ်ဒီနေ့အမေနဲ့လည်းတူရယ် အခုကတငယ်ကြီးတွေအားလုံးကဘိုက်ကြီးရဲ့လွာကြီးခလေးရဲ့လွာကတော့ရနေပြီပေါ့နော်အဲ့တော့တငယ်ကြီးတွေအတွက်အရန်ကိုပြောပါတယ်တငယ်ကြီးတွေအားလုံးကခလေးလေးရာအကုန်လုံးချစ်စရာလေးဒါမဲ့တငယ်ကြီးခလေးတွေကအားလုံးအဲ့လိုမျိုးစပြီးတော့တွေ့ရတယ်သူတို့ပြောတာအန်တီတို့မခေါ်ပါမမလို့ပဲခေါ်အဲ့တော့မမလို့ပဲခေါ်ပါလို့အဲ့မပြောဘူးသူလည်းသူတငယ်ကြီးအကြောင်းသူလည်းမပြောသူလည်းမပြောဟုတ်တော့တဲ့တကယ်ကြီးကခေါင်းနေရောခလေးပါခေါင်းအောင်မှာဆိုတော့ तू ကလည်းမပြောဟာ ဖြစ်အားရေဒီမှာမဆိုင်ဘူးမဆိုင်ဆိုင်ကြတာသူဆိုင်ကြတာသူဆိုင်ကြတာရှယ်မဆိုင်တော့ကြပါအမြဲ deep talk တွေပြောလို့ရတယ်တကယ်ကိုဘုရားကြောင့်ဒီဒီမှာခံစားနေရတာဘာလို့ပေါ့တော့အော်ဟာသူရှိတယ်လို့မဆိုင်ပြလဲဒီချိန်ကြီးအဲ့ဒါကိမကြီးပဲနဲ့ဘယ်လိုလဲမချရဲအဲ့လိုမျိုးပေါ့အဲ့ဒါ motivation နဲ့ပေးတော့အဲ့ဒါကအဲ့ရှိနေတဲ့ငယ်ချင်းအောင်ပါတော့အဲ့တော့ငယ်ချင်းရဲ့ deep days တွေအကျဉ်း fitness ပါအရောက်ကုန်ယူပါတယ်အာနောက်ထပ်လည်းမဆိုင်ကိုခွန်အားအများကြီးပေးပြီးတော့အများကြီးချစ်ပေးပါအောင်လို့ဒီနေ့ ရဲ့အခွေကိုလည်းပြည်သက်တွေအားလုံးအားကျင်းနေကြမယ်လို့ထင်ပါတယ်ဒီတချင်းတွေအရန်ကောင်းပါတယ်လို့ပြည်သက်တွေလည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်